တန်ဖိုးစွာပါလေကျွန်တော်ရဲ့နေ့စဉ်ဘဝအแทမှာတန်ဖိုးစွာစကလုံးဟာအလွယ်တကူနဲ့တွင်ကျဲစွာအသုံးပြုနေတဲ့စကလုံးတစ်ခုဖြစ်ပါတယ်ဒီဖြစ်စီကတန်ဖိုးရှိရယ်ဒီလူကတန်ဖိုးကြီးရယ်ဒီအတွေ့အကြုံကတန်ဖိုးဖြစ်မြောက်စသဖြင့်ပေါ့ဒါပေမဲ့တန်ဖိုးစွာတကယ်တော့ပါလေဇင်းနှုံတစ်ခုလားဒါမှမဟုတ်တိုင်းတာလို့မရတဲ့ပုံမှန်နဲ့ဆိုင်တဲ့အနှစ်သာရတစ်ခုလား ။တန်ဖိုးဆိုတဲ့စကလုံးဟာသူ့ရဲ့အတိတ်ဘယ်ကိုနီလန်းမျိုးမျိုးနဲ့ရှူတောင်းအမျိုးမျိုးကနေကြည့်လို့ရတဲ့နည်းနည်းတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတန်ဖိုးအလွယ်ဆုံးနဲ့လူအများဆုံးအသိမဲ့ပြည့်တဲ့တန်ဖိုးမျိုးစားကတော့ရုပ်ဝတ္ထုပစ္စည်းတန်ဖိုးပဲဖြစ်ပါတယ်။ရွှေ၊ငွေ၊စိမ်၊အိမ်၊ကား smartphone စသဖြင့်ကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာတွေဟာအများအားဖြင့်ဈေးကွက်တန်ဖိုးတစ်ခုရှိနေပါတယ် ဒီတန်ဖိုးငွေကြီးနဲ့အတိအကျတိုင်းတာနိုင်ပြီးလူတယောက်ရဲ့ပိုင်းဆိုင်မှု အခြေအနေကိုအများအပြားဖော်ပြနေတတ်ပါတယ်။စီဝါရီလောကမှာတော့ပြည်စီတစ်ခုရဲ့တန်ဖိုး၊၎င်းရဲ့ရှားပါမှုအတုံးဝင်ပုံထုတ်လုပ်ဖို့ကုန်ကြစရိတ်နဲ့ဝယ်လိုအားပေါ်မှာမူတည်ပြီးသတ်မှတ်ကြပါတယ်။ဒါပေမဲ့ဒီလိုရုပ်ဝှထွတန်ဖိုးဟာအချိန်နဲ့အမျှပြောင်းလဲနေတဲ့အတွက်မတည်မြဲပါဘူး။ ဒီကနေ့ဈေးကြီးတဲ့ပစ္စည်းဟာနေပညာအစ်စ်တွေပေါ်လာတဲ့အခါမှာဒါမှမဟုတ်ခေရီစည်းကြောင်းတွေပြောင်းလဲသွားတဲ့အခါဈေးကျသွားနိုင်ပါတယ်ဥပမာအနေနဲ့ပြီးခဲ့တဲ့နေ့ကထုတ်ခဲ့တဲ့ဖုန်းတစ်လုံးဟာဒီနေ့မှအသစ်ပေါ်လာတဲ့ဖုန်းတွေကြောင့်ဈေးရော့ကျသွားနိုင်ပါတယ်။ဒါကြောင့်မို့ရုပ်ဝတ္ထုပစ္စည်းတန်ဖိုးဟာအပြင်ပန်းတယောက်ကိုသာထင်ရနေတဲ့အရာကြီးတန်ဖိုးတစ်ခုပဲဖြစ်ပါတယ်။ဒါလူတယောက်ရဲ့လက်ရှိအခြေအနေကိုဖော်ပြနိုင်ပေမဲ့သူ့ရဲ့ပင်ကိုအည်သွေးကိုတော့လုံးဝမဖော်ပြနိုင်ပါဘူး။ စိတ်ပိုင်းဆိုင်ရာတန်ဖိုးဒုတိယမျိုးစားကတော့စိတ်ပိုင်းဆိုင်ရာတန်ဖိုးဖြစ်ပြီးဒါလူတယောက်ရဲ့အသွင်းစိတ်နဲ့ဆက်ဆက်နေတဲ့တန်ဖိုးတစ်ခုပါဒီတန်ဖိုးမျိုးငွေချေးနဲ့လုံးဝပေးဝယ်လို့မရပါဘူးမေတ္တာစွေနှွေးထွေးမှု မိတ်ဆွေတငယ်ချင်းတွေရဲ့ယဉ်နေမှု အမေစီယာရရှိတဲ့အမတ်တရားလက်ဆောင်တစ်ခုပရမဆုံးစာအုပ်ရေးသားခဲ့တဲ့အတွေ့အကြုံချဲရတဲ့သူနဲ့အတူတူဖြတ်တန်းခဲ့တဲ့အချိန်တွေဟာငွေနဲ့တိုင်းတာလို့မရတဲ့အဖိုးမဖြတ်နိုင်တဲ့တန်ဖိုးတွေပါ ဒီတန်ဖိုးတွေကကျွန်တော်ရဲ့ဘဝကိုပျော်ရွှင်စေပြီးပြည့်စုံစေပါတယ်။ဘဝမှာကြုံတွေ့ရတဲ့ခက်ခဲတဲ့အချိန်တွေမှာလည်းဒီလိုစိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေဟာအားရင်တွေပေးပြီးရှေ့ဆက်ဖို့ခွန်အားဖြစ်စေပါတယ်။လာပါတဲ့နေဝင်ချိန်တစ်ခုကိုခံစားရတာ။တဘာဝပတ်ဝန်းကျင်တစ်ခုမှာအပန်းဖြေနိုင်တာ။ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုလာရောညှိထွေဖြစ်အောင်အကောင့်ထဲပေါ်နိုင်တာ။စရာတွေလည်းငွေနဲ့တိုင်းတာလို့မရတဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေပဲဖြစ်ပါတယ်။ ဒီတန်ဖိုးတွေကလူသူချင်းစီရဲ့ဘဝကိုပုံဖော်ပေးပြီးပျော်ရွှင်မှုဆိုတဲ့အတိတ်ပဲကိုဖွင့်ဆိုပေးပါတယ်။ကိုကျင့်တရားနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတန်ဖိုးတန်ဖိုးရဲ့အမြင့်ဆုံးအဆင့်ကတော့ကိုကျင့်တရားနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတန်ဖိုးပဲဖြစ်ပါတယ်။ဒီတန်ဖိုးဟာကျွန်တော်ရဲ့လောက်ရက်တွေ၊ဆုံးဖြတ်ချက်တွေ၊စိတ်နေသဘောထားတွေကနေပေါ်ထွက်လာတာပါ။ယိုးသားမှု၊တမာတိရှိမှု၊ကျင်နာတက်တဲ့စိတ်၊စာနာတက်မှု ခွင်လွတ်တတ်တဲ့စိတ်နဲ့တည်တည်ရှိမှုတော့လူတယောက်ရဲ့ပင်ကိုယ်တန်ဖိုးတည်ဆောက်ပေးတဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ဒီတန်ဖိုးတွေဟာအပြင်ပန်းအခြေအနေတွေနဲ့လူတွေရဲ့အမြင်တွေပေါ်မူတည်တာမဟုတ်ပဲကိုယ့်ရဲ့အသွင်းစိတ်ကနေထွက်ပေါ်လာတာပါ။ဥပမာအကျင့်ပြချစားမှုတွေကြီးစိုးနေတဲ့ပတ်ဝန်းကျင်တစ်ခုမှာတော့ယိုသားမှုကိုထိုင်းသိမ်းနိုင်တဲ့လူတယောက်အပြင်ပန်းအောင်မြင်မှုတွေဘလောက်ပဲမရှိနေပါစေစစ်မှန်တဲ့တန်ဖိုးကိုပိုင်ဆိုင်သူတယောက်ဖြစ်ပါတယ်။ဒီတန်ဖိုးကကျွန်တော်ရဲ့ဂုံတိတ်ခါကိုမြင့်တင်ပေးပြီး ကျွန်တော်တို့မရှိတော့တဲ့နောက်မှာလဲသာဝရရှင်တန်နေမဲ့အမွေနှစ်တစ်ခုဖြစ်ပါတယ်။လူတယောက်ရဲ့စစ်မှန်တဲ့တန်ဖိုးသူ့ရဲ့ကိုကျင့်တရားနဲ့လောက်ရက်တွေကပဲပေါ်ပြနိုင်ပါတယ်။တန်ဖိုး၃မျိုးရဲ့ဟန်ချက်ညီမှုရုပ်ဝတ္ထုပစ္စည်းတန်ဖိုးစိတ်ပိုင်းဆိုင်ရာတန်ဖိုးနဲ့ကိုကျင့်တရားဆိုင်ရာတန်ဖိုးတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပေမဲ့တစ်ခုသေးဟုသာဦးစားပေးမယ်ဆိုရင်ဘဝမှာဟန်ချက်ညီမှုပြတ်သွားနိုင်ပါတယ်။ငွေကြေးနဲ့အောင်မြင်မှုကိုသာဦးစားပေးတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနဲ့ကိုကျင့်တရားဆိုင်ရာအနှစ်သာရတွေကိုမေ့ထားတတ်ကြပါတယ်။ဒါပေမဲ့တကယ်ကိုတန်ဖိုးရှိတဲ့ဘဝဆိုတာဒီတန်ဖိုး၃မျိုးလုံးကိုဟန်ချက်ညီညီတည်ဆောက်နိုင်တဲ့ဘဝပဲဖြစ်ပါတယ်။ကျွန်တော်တို့ကကိုယ့်ရဲ့ပစ္စည်းတွေနဲ့ကိုယ့်ကိုယ်ကိုဂုဏ်မြုပဲကိုယ့်ရဲ့စိတ်ဓာတ်ကိုကျင့်တရားနဲ့အခြားသူတွေပေါ်ထားရှိတဲ့စေတနာကိုဂုဏ်ယူတတ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့အတိတ်ပဲပြည့်ဝတဲ့ဘဝကိုစိတ်မှန်တဲ့တန်ဖိုးတွေနဲ့ဖန်တီးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့တန်ဖိုးပက်ဆန်နဲ့တိုင်းတာရာရက်တန့်ပြီးကိုယ့်ရဲ့ဘဝဘယ်အရာတွေကပိုပြီးပြည့်စုံစေလဲဆိုတာကိုပြန်စဉ်းစားကြည့်လိုက်ပါတဲ့အတွက်ဘယ်အရာတွေကအဖိုးအတန်ဆုံးလဲတင့်ရဲ့ယိုသားမှုလားတင့်ရဲ့စာနာစိတ်လားဒါမှမဟုတ်တင့်ရဲ့စိတ်ထဲမှာတင်ထားတဲ့အမတ်တရားတစ်ခုခုလားတကယ်တော့ဘဝမှာအရေးကြီးဆုံးကဘယ်လောက်ရခဲ့သလဲဆိုတာတဲ့ဘယ်လောက်ပေးကမ်းနိုင်ခဲ့သလဲဆိုတာပဲဖြစ်ပါတယ် ဒီနေ့အကြောင်းအရာလေးကနေကျွန်တော်တို့တယောက်ချင်းစီရဲ့စစ်မှန်တဲ့တန်ဖိုးကိုရှာဖွေနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုတဘောကြရဲဆိုရင် like and share လေးတွေလုပ်ပေးခြင်းဖြင့်ကူညီပေးနိုင်ပါတယ်။နောက်နေ့တွေမှာလည်းအကြောင်းအရာကောင်းတွေဆက်လက်တင်ဆက်ဖို့အတွက်ပြန်လာခဲ့ပါမယ်ခင်ဗျာ။